င်္ဂလာပါရှင်ကျွန်တော်ကတော့ Beauty and Wellness Doctor ကျောက်တော်လောပါရှင်ဒီနေ့အဲကျွန်မသွားမိတာလေးတွေပတ်သက်ပြီးတော့ TikTok ကနေပြီးတော့အမေးများကြတဲ့မိကွန်းလေးတွေကိုစုပြီးတော့တခါတည်းဖြေပေးတော့မှာဖြစ်ပါတယ်ကျောက်တော်ရဲ့ဘာကြောင့်သွားဖို့တဲ့ Clear Aligner နဲ့ညှိတာလေတဲ့ဆိုပြီးတော့တော့အခုအာနောက်ပိုင်းပေါ့နော်တင်ဆက်တဲ့ဗီဒီယိုလေးမှာသွားမှာအကြည့်အောင်လေး မြင်နေရတော့အဲ့မိကုံးလေးကအရင်အမီးများတယ်ပေါ့နော်အဲ့တော့ဒီမိကုံးလေးကိုစပြီးတော့ဖြည့်ပေးလိုက်မယ်နော်ဘာကြောင့် clear aligner နဲ့တွားနှိခဲ့တာလဲဆိုတော့ဘရက်ရဲ့တွားလေးကထက်တဲ့တွားလေးလည်းရှိခဲ့တယ်အဲပြီးသွားလို့ရှိရင်ဒီကြီးလိုက်လို့ရှိရင်တဖုံးပေါ်တယ်တဖုံးချေကိုရောက်တယ်ပေါ့နော်အဲတွားကသူ့ရဲ့ position မှာသူမရှိပဲနဲ့အရှိကိုလင်းရောက်နေရရှိတယ်အဲပြီးသွားတော့နည်းနည်း mid line နဲ့မညီတာရှိတယ်။ဒီလိုက်လို့ရှိရင်အပေါ်သွားရဲ့ mid line နဲ့အောက်သွားရဲ့ mid line နဲ့မညီ ်ရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဟာကိုဒါမညှိခဲ့ဘူးဆိုလို့ရှိရင်အခုလောလောဆယ်မှာလည်းရင်းရင်အဲ confidence မရှိသလိုအသက်ကြီးလာတဲ့အခါပေါ့နော်အမ်ဒီလို midline တွေရွေ့လျားနေတဲ့အတွက်ကြောင့်မျက်နှာတွေကပို့ပို့ပြီးတော့ဆောင်းလာမျိုးဖြစ်မှာဆိုလို့အခုအရွယ်တွေကတန်အောင်လို့ဆိုပြီးတော့သွားညှိမယ်ပေါ့နော်ဒါပေမဲ့သွားညှိတဲ့အခါမှာကိုက aesthetic ဆံဝင်ဖြစ်တယ်တနေ့တနေ့လည်းလူလူလေးအများကြီးနဲ့ဒီအပြစ်မှာလည်း direct ထိတွေ့နေရသလို့ online ကနေ social media တွေရိုက်နေတယ်လူတွေအများကြီးနဲ့နေစဉ်ကိုယ့်ရဲ့မျက်နှာကို ပြထားရှိတဲ့အတွက်ကြောင့်မလို့ဒီ stay line လေးတွေမြင်နေရတာ braces နဲ့သွားနှီးရတာဆိုလို့ရှိရင်ကြည့်ရတာတမျိုးဖြစ်မှာဆိုလို့ဆိုပြီးတော့အချီကုတ်ကလေးပေါ့နော်ဒီ clear line ကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။သွားနှီးရနဲ့ပတ်သက်ပြီးတော့တဲ့ blue plan လေးရှိတာလေတဲ့။တကယ်တကယ်ကတော့သွားနှီးရဲ့ plan လေးအများကြီးရှိတယ်ပေါ့နော်။အချို့ကျတော့လည်းဒီစစောပြောသွားတဲ့ ဲ braces လေးပေါ့ bracket လို့လည်းခေါ်တယ်။အဲ့ဒါမျိုးလေးနဲ့ညှိကြတယ်။တချို့ကြတော့လည်းအဲ braces တော့ braces ပဲဒါပေမဲ့အပြင်ကနေမမြင်အောင်ဆိုပြီးတော့ lingual braces ဆိုတာရှိတယ်။အတွင်းကနေပြီးတော့တွန်းတာပေါ့နော်အပြင်ကကြည့်မမြင်အောင်အတွင်းကနေတွန်းတာမျိုးလေးရှိတယ်။အာပြီးတော့ရော်ရိုးလောက်တလို့ပေါ့နော်ဒီလိုအချီအောင်လေးတွေနဲ့လောက်တာတွေရှိတယ်။အဲကြံတဲ့ဒီလောင်းနေလည်းတကယ်တော့ကြံတဲ့ဘိုင်းမှာအများကြီးရှိပါသေးတယ်။ဒါပေမဲ့ရော်ရိုးဒီဖန်မှာအလုံများတဲ့ အဓိကသွားညှိတဲ့အကူတုံးလေးရတော့ဒီသုံးခုကတော့အလုံးများနေပေါ့နော် braces သို့မဟုတ် clear aligner နဲ့သွားညှိမယ်ဆိုရင်ねအချိန်ဘလောက်ကြာကြာပေးရတတ်လဲတဲ့ဒါကတော့ loretin နဲ့လေအာကိုယ်သွားရဲ့ position နဲ့ကိုယ်သွားရဲ့ပြဿနာတွေပေါ်မူတည်ပြီးတော့အ ਨੇ ဆုံးအချိန်တစ်နှစ်လောက်ကနေစတင်ပြီးတချို့ဆိုရင်တော့နှစ်နှစ်သုံးနှစ်လောက်အထိကိုလောရတာရှိပါတယ်။သွားနှီးတဲ့အချိန်မှာတဲ့အဆောင်ရံရှောင်ရံလေးတွေကရောတဲ့။အာသွားနှီးတဲ့အချိန်မှာဆောင်ရံရှောင်ရံလေးရှိပါတယ်။ ဒါပေမဲ့ဒါလူတိုင်းလိုက်နာလို့ရတဲ့ဟိုပေါ့ပေါ့ပပလေးပေါ့နော်ဥပမာဘယ်လိုမျိုးလဲဆိုတော့သွားနှိမ့်နေစင်မှာဒီသွားရေပြန်ပြီးတော့စောင်းသွားရေမဖြစ်အောင်ပြီးတော့ကိုယ့်ရဲ့တတ်ထားတဲ့အဲ braces လေးတို့ဒီလိုမျိုးအဲရွေးလျားသွားစောင်းသွားရမျိုးတွေပေါ့နော်ပျက်စီးသွားရမျိုးလေးမဖြစ်အောင်တိတ်မာတာတွေတော့ရှောင်စားပေးရတယ်အဲဥပမာကြံနေကြိုက်တာတို့အယိုးလေးကြိုက်တာတို့ဒါမျိုးဆိုလို့ရှင်တော့ ိတ်မာတဲ့အစားတောက်အားလုံးပေါ့ရေခဲဝါးတာတို့အဲ့ဒါတွေအကုန်လုံးကိုရှောင်ကျဉ်ပေးရတယ်ပြီးတော့အဲစီးကတ်တဲ့အစားတောက်တွေပေါ့မဖီကေဝါးတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်ရှောင်ကျဉ်ပေးရတယ်အမ်ပြီးသွားလို့ရှိရင်တခြားကတော့ဆောင်ရွက်ဆောင်ရွက်လေးတွေမှာတန်ရှင်းရမ်းလောက်ရမျိုးလေးပေါ့နော်မဟုတ်လို့ရှိရင်သွားညှိနေတဲ့အချိန်မှာဒီသွားကြားလေးတွေထဲမှာအသားလေးညှက်နေရတာတို့ဘာလို့ကနေပေါ့စပြီးတော့သွား ပိုးဝင်တာပေါ့ဘာပိုးစားတာလေးတွေဖြစ်ပေါ်တာတွေသွားတွေထပ်ပြီးတော့ပျက်စီးတာတွေမဖြစ်အောင်တော့တန်ရှင်းရေးလေးခဏခဏလုပ်ရတာရှိတယ်။ကိုယ့်ရဲ့ပါးစပ်ဂရင်းနံပေါ့တစ်ဖက်နဲ့စကားပြောတဲ့အခါမှာဂရင်းနံတွေမထွက်အောင်ပေါ့နော်။အဲအဲ့ဒါလေးသတိထားပြီးတော့ဒီချာအချင်းကြီးတိုးပြီးတန်ရှင်းရေးလုပ်ရလေးအဲ့ဒါလေးတော့ရှိတာပေါ့နော်။စားစားတဲ့အချိန်နဲ့သွားတိုက်တဲ့အချိန်မျိုးတော့ဘယ်လိုခရုစိုက်ရလဲ။အင်းလောရအနေနဲ့ပဲပြောမယ်နော်ဒီ clear aligner ကိုတက်တဲ့အခါမှာအစားစားတဲ့အချိန်မှာတော့တိတ်ပြီးတော့မရှုပ်ဘူးကွဖြုတ်ပြီးတော့ စားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အင်းပင်ကိုသွားနေပဲဝါတာပေါ့နော်အချီကုတ်ကလေးကဖြုတ်ပြီးတော့ချွတ်ထားပြီးသူ့ဘူးလေးကိုသူထည့်ထားတယ်စားပြီးအားရပါရစားပြီးတော့မှတန်ရှင်းလုပ်ပြီးမှဒီ clear liner လေးကိုပြန်ပြီးတော့သူ့ကိုလည်းတန်ရှင်းလုပ်ရတယ်ကုတ်သွားလေးကိုလည်းတန်ရှင်းလုပ်ရတယ်ပြီးတော့မှပြန်တက်တာဖြစ်လို့တိတ်ပြီးတော့အစာစားနေတဲ့အချိန်မှာတော့တိတ်ပြီးရှောင်စရာမရှိဘူးအကုန်စားရတယ်ပေါ့နော်အဲဒါပေမဲ့ braces တက်တဲ့သူတွေဆိုလို့ရှိရင်တော့ ို့ပြီးတော့ဗတိထားပြီးတော့စားရတယ်လေရှင်းနိုင်တယ်။သွားတိုက်တဲ့အချိန်တွေမှာဘယ်လိုပြုဆိုင်ရလဲဆိုတော့သွားတိုက်တဲ့အချိန်လေးတွေမှာဆိုလို့ရှိရင်ဒီသွားကြားလေးတွေကိုတည်တည်ချာချာတန့်စင်ဖို့သွားလဲတိုက်ရတယ်လို့ floss လေးတွေလုပ်ပေးရတယ်။အဲရေနဲ့လည်း floss လုပ်လို့ရတယ် water floss လေးတွေထွက်တယ်။ပြီးတော့ကြိုးလေးတွေနဲ့လည်း floss လုပ်လို့ရတယ်ပေါ့နော်။အဲ့ဒါလေးကအနည်းဆုံးကိုအသားစားရများလဲဆိုရှင်တစ်နေ့ကို2ချိန်လောက်ထိအောင် floss လုပ်ရနိုင်ချေရှိတယ်။ အသားတွေပါလည်းအဲ့လိုမျိုးသွားကြမြတ်တဲ့အစားတောက်တင်ဆောင်ဆိုလို့ရှိရင်တော့ဒီကြိမ်လောက်ဆိုလို့ရတယ်ပေါ့နော်။သွားညှိတဲ့အခါတဲ့ Razor Stutter နဲ့ Clear Aligner တက်တာနဲ့ကတဲ့ဘာကွာချမ်းမှုရှိတလဲတဲ့။သူတို့ရဲ့အားသာချက်နဲ့အားနည်းချက်တွေပြပြပေးပါတဲ့။အဲဇော်ဆော့ကပြောသွားတဲ့အထင်မှလည်းအနည်းငယ်လေးပါတယ်ပေါ့နော်။ဥပမာအဲသွားညှိတာကို Razor နဲ့ညှိရင်ဆိုရင်ကုန်ကြစည်အားဖြင့် ချို့တာတဲ့ cost effective ကိုဖြစ်တယ်အကြည့်ကုန်းနဲ့ရှင်းလိုက်ရင်ပြီးသွားတော့ block ခတ်ခဲတဲ့ case ကိုမျိုးဆိုသူဒီပြင်လို့ရတယ် um ပြီးသွားတော့ဒါသူ့ရဲ့အာသာချက်လေးပေါ့နော်ပြီးသွားတော့ तू ကချို့လိုက်တက်လိုက်တီကိုယ်ရင်လုံးဆရာမလို့ဆရာဝန်တခါတည်း fix လုပ်ထားဖြစ်တဲ့အတွက် um အလုံးမရှုပ်ဘူးတက်ဖို့မေ့နေရမျိုးတွေမဖြစ်ပေါ်ဘူးပေါ့နော်ပို့ပြီးတော့ stable ဖြစ်ပြီးတော့ fix လုပ်ထားတယ်ကိုကဘာမှတိတ်လိုက်ပြီးတော့ အရှေ့လောက်တာတွင်ကိုကဘာမှသိပ်ပြီးဟိုပဋိထားပြီးတော့တက်ရမယ်အပိုင်းမရှိဘူး။ဒါသူ့ရဲ့ basis ရဲ့အဖတ်ချက်ကလေးပေါ့။သူ့မှာအနှက်ချက်ကလေးလည်းရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဒီတဖုံးလေးတွေခါလေးတော့ရှင်ကိုစားတဲ့ပုံစံမှားသွားလို့ရှိရင်ဒီအဲ braces လေးရမ်းအချွန်တက်ကလေးထွက်လာပြီးတော့တဖုံးလေးတွေဆောင်းလေးပေါက်တာမျိုးလေးတွေ comfortable တိတ်မဖြစ်တာမျိုးလေးတွေရှိနိုင်တယ်။ပြီးတော့ဆရာဝန်ဆေးကန်းကိုခဏခဏရက်ချင်း ိုလာမျိုးကြီးရှိနိုင်တယ်အဲ braces တက်တဲ့သူက lorero ကိုအကြီးကုတ်တက်တဲ့သူထက်ကျန်ဝင်နဲ့ပို့ပြီးတော့တွေ့သေးရတယ်ရချင်းနေမှန်ရတယ်အဲဒါမှလည်းပုံမှန်သွားလေရရွေလျာမှာဖြစ်တယ်ပြီးတော့တိုက်ရှင်းရေးလောက်ရတာနည်းနည်းလေးဖြတ်ခဲသူဒီကြားလေးတွေမှာညံ့နေတဲ့အစာလေးတွေကိုတေးသေးချာချာအရှင်းတော်တော်ယူပြီးတော့တိုက်ရှင်းရေးလုပ်ပေးရတယ်အဲဘာလို့လဲဆိုတော့ အတီကုတ်လိုမျိုးအကုန်လုံးချွတ်ပြီးတော့အားရပါးရတန်ရှင်းလို့လို့မရအောင်တော်တော်လေးစိတ်ရှည်လက်ရှည်လေးတန်ရှင်းလေးလုပ်ရတယ်။ဒါအတီကုတ်ကလေးနဲ့ဒီ braces နဲ့ဒါခြားနာချက်ကလေးပေါ့နော်။ Laura အနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့အတီကုတ်ကိုရွေးချယ်ခဲ့တဲ့သူအနေနဲ့ပေါ့နော်။ um အားတာချက်ဆိုလို့ရှင် aesthetic အားဖြင့်ပေါ့။ကိုရည်ပြတဲ့အခါမှာတော့စကားပြောတဲ့အခါမှာတော့ပို့ပြီးတော့မမြင်ရပဲနဲ့အချီလေးနဲ့ပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့ um စိတ်လုံးကြုံမှုကိုရှိရဲ့။ ပို့ပြီးတော့ secure ပို့ဖြစ်တဲ့ပေါ့နော်အဲ့ဒါကလည်းအတချက်တကူပြီးတော့တန့်ရှင်ရေးလိုရတာလွယ်ကူတယ်ချုပ်ပြီးတော့အားရပိုင်းရတန်းရှင်ခါတိုင်းလိုပဲကိုတက်တက်လုံးလုံးလာပုံစံတိုင်းပဲအဲလုံယုံပဲ plus လေးနည်းနည်းပို့လို့ရတာပဲရှိတာတခြားတော့တိုက်တဲ့အချိန်မှာအရင်တည်းမထားဘူးပေါ့နော်အဲစားရင်လည်းအားရပိုင်းရစားလို့ရတယ်အပူတွေပါလည်းရှောင်စင်ရမလို့မာရာတွေပါလည်းတိတ်မရှောင်ကိုကစားတာပဲ အဲပြီးတော့တော့သွားနာတာပြုတ်တာပေါ့အဲ့လိုတဖုံးပေါက်တာတော့ဘာမှမခံစားရအောင်နာရလို့မခံစားရပဲနဲ့အဲအယံကိုတက်တောင့်တတရှိတယ်ဒါသူ့ရဲ့အာတာချက်ပေါ့အားနဲ့ချက်ကလေးပြောပါဆိုရင် braces test ရှင်တော့ cost ကပိုများတယ်ပြီးတော့တော့ဈာမှာကျိုးသွားတာလေးတွေတို့อืมပျောက်သွားတာလေးတွေတို့ဖြစ်ပေါ်နိုင်တယ်အဲ့တော့ဒီဟာလေးအကြည်အောင်လေးဆိုတော့တခါတည်းရှင်မမြင်ရဘူးမမြင်ရဘဲနဲ့တယောက်ယောက်ကတခြားလူကယူပြီးတော့ နှုတ်လိုက်တာတော့မတို့ဖြစ်မှာဆိုလို့တတိထားပြီးဘူးလေးနဲ့လိုက်ထည့်နေရတယ်။အဲအဲ့လိုမျိုးပေါ့နော်ပျောက်နိုင်ခြေပိုင်းရှိတယ်။ပျောက်တော့ဆံမစီပြန်ပြေးရပါပေါ့နော်။အဲအဲ့လိုမျိုးလေးရသူ့ရဲ့ဟိုအားနဲ့ချက်ကလေးပေါ့။ပြီးသွားတော့တခါလေးကြားလို့ရှိရင်ကိုကပြန်တက်ဖို့မေ့သွားမျိုးလေးရှိနိုင်တော့အာပို့ပြီးတော့ခါလေးကြားရင်ကြာပို့ကြာသွားတတ်တယ်။ ကိုမမှန်တက်ရင်တက်တယ်လို့တော့သွားတွေရွှေ့လေးရတာမှန်နေမယ်ကိုကမေ့ပြီးတော့မတက်မိရလို့ဆိုလို့ရှိရင်သွားရဲ့ပုံသဏ္ဍာန်ပြောင်းလဲမှုတွေကပို့ပြီးတော့ကြံ့ကြာသွားမှုတွေအဖြစ်နိုင်ပါတယ်ဆရာဝန်နဲ့တွေ့ရတဲ့အပိုင်းတွေပါရတော့အဲ braces နဲ့ရှင်းလိုက်ရင်နည်းတယ်ဆရာဝန်တော်တော်လေးကျင်းတယ်ပေါ့နော်음ကိုမပြောက်ဘူးမကြိုးဆိုလို့ရှိရင်ကိုရလက်ထဲမှာဒီလိုတစ်ဆက်ရှိနေရဟာဒီသူ့အချင်းနဲ့သူတက်နေရုံနဲ့တိတ်ပြီးရဆရာဝန်နဲ့ကိုကြွန်လေးတော့တွေးစရာမလိုအပ်ဘူး ်ပါပြီးရဲ့အားတာချက်တွေအကုန်လုံးပေါ့နော် love didn't know god feel like ya ya your beauty